ဝင်းနေရဟိုမီဒီယာတွေနေပြီးတော့มาပြောတော့ကလည်းအဲအငယ်ကိုတရားဆွဲလိုက်မယ်ဒီဆောင်းနဲ့ပထမဆောင်းနဲ့ပတ်သက်ပြီးတော့တရားဆွဲလိုက်ရင်အငယ်ကိုရိုးတင်ပေးသလိုဖြစ်သွားမယ်ဆိုတော့မျိုးပြောတာရှိတယ်ရိုးတင်ပေးသလိုဖြစ်လို့မဟုတ်သူကြောက်လို့ကျွန်တော်တရားဆွဲရင်ကျွန်တော်အကုန်လုံးဖွင့်ချမှာသူကြောက်တယ်သူသိပြီလားအဲဝင်းနေနဲ့ပတ်သက်ပြီးတော့ဘယ်အချိန်ထိအင်ငယ်ဒီလိုမျိုးရေးသွားအောင်တော်ပြီဒါစီစီကျွန်တော်လွှဲလိုက်ပြီအကုန်လုံးတိုင်းပြည်ကိုကျွန်တော်လွှဲလိုက်ပြီခမားတို့ကိုကျွန်တော်လွှဲလိုက်ပြီကျွန်တော်မရေးနိုင်တော့ဘူးရင်နာနေတယ်ဟုတ်ပြီလားကျွန်တော်တရားအလုပ်တွေပြတ်တယ်ဗျာ ဒီဆောက်ဟိုအရင်တုန်းကတော့မရေးပြစ်ခဲ့ဘူးเนาะအခုဒီအချိန်ကျမှရေးပြစ်တာဟောဘာကြောင့်လဲတာလိုအပ်ချက်အရာဒီအချိန်မှရေးတာ NLD ရွေးကောက်ပွဲလာတော့မယ်ဗျနောက်တစ်ကြော့ဒီလူကြီးရှင်နေ NLD အဖက်ဘယ်လိုလုပ်ဆဲမလဲဟမ်အခုကြားခိုင်ဖုန်းပြောရလဲပြောနေပြီဘာတနစ်တာဘာလောက်တာဘာမဖြစ်ဘူးညာမဖြစ်ဘူးတဲ့သူတို့လောက်တော့တိုင်းပြီးပြက်တာဟုတ်လားအခုကဖြစ်တာအုံဖတ်ဆိုပြီးတော့ တို့လို့ရမလားဗျ။အော်အငယ်ခုနကလည်းဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ထုတ်ဝေခွင့်ပါ냐ရှိတယ်ပေါ့နော်ရှိတယ်ထုတ်ဝေခွင့်ရှိတယ်ဆိုတော့ဆက်လက်ထုတ်သွားအောင်မယ်ဆိုတော့ဒီရောဘယ်စာအုပ်တိုက်တွေဘယ်တိုက်တွေကဒီရောတာဝန်ယူထုတ်ပေးတယ်ဆိုတာလည်းပြောပြပါဦးအာကျွန်တော်တိုက်ကျွန်တော်ပါစာကျွန်တော်ဖြန့်တယ်ပထမစာအုပ်နဲ့အခုနောက်ထပ်တဲ့ဒီစာအုပ်နဲ့မှာဥဝင်းထိန်ကျောင်းနဲ့ပတ်သက်ပြီးတော့အာဗာရီများကွာဟသွားတာရှိတယ်လေအဲဥဝင်းထိန်ပထမ 78TV မှာပရိပလာပြောတာတွေကြောက်ချစ်ပန့်တာတွေကြောက်ကန်ကန်တာပထမဆုံး ဘာမှမဖြစ်ပါဘူးတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စာအုပ်ထဲမှာပါတယ်ဗျာငဲ့အနေနဲ့ရောဒီရောတရားဆွဲပါစီလို့အဲခိုင်မှတ်ချက်ယူသလားပေါ့နော်တရားဆွဲစီခြင်းသလားပေါ့အဲ့ဒါလေးပြောပြဟာတရားဆွဲခြင်းဆွဲမဆွဲခြင်းနေပေါ့ဗျာသူ့အလို့ကျွန်တော်ဆွဲပါစီလည်းကောင်းနေမရှိဘူးမဆွဲပါစီလည်းကောင်းနေမရှိဘူးဆွဲလေကျွန်တော်ဘာအတွက်လုပ်တာလဲ NLD ပုံရိပ်အတွက်နှစ်ပေါင်း80ကြာမှရှက်ရှက်ပပရတဲ့ဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ပုံရိပ်မထိပါဖို့အတွက် NLD စီးလုံးညီညွတ်မှုမထိပါဖို့အတွက်အချိန်မီ အမိုက်ကြီးကိုကျွန်တော်ရှင်းတာစီးစီတွေကြောက်ချစ်ပန့်နေလို့စီးစီတွေလက်ထဲကိုသော့တန်ထည့်ပေးလိုက်တာအဲ့ဒါဟုတ်ကဲ့ဟိုအခုလက်ရှိဟိုဒီမွန်ပြည်နယ်ဝင်းကြီးချုပ်တွေပါလေဖြုတ်လိုက်တာလည်းရှိတယ်ပြီးတော့ကိုယ်စားလှယ်တွေတချို့ကိုယ်စားလှယ်တွေကိုလည်းဖြုတ်လိုက်တာရှိတယ်ဒီဒီပြည်နယ်တွေရဥက္ကဋ္ဌပေါ့နော်ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတွေကိုလည်းဖြုတ်လိုက်တယ်ရှိအဲ့ငယ်အဲ့ပုံမှာရောဒါသူ့အနေနဲ့အလုတ်တင်လှုပ်ထိုက်တဲ့အလုတ်လားဘလို့ဘလို့ဖြစ်တယ်လဲအဲ့ဒါက तू ကကျွန်တော်တို့ဘာမှသူ့အမှုတွေအဆအဆုံးကျွန်တော်တို့မသိရဘူး သတင်းစာတွေဟိုအစနာဒီအစနာပဲကြားရတဲ့အတွက်သူလုတ်တာမှန်သလားမှားသလားကျွန်တော်မပြောနိုင်ဘူးသို့တော့ဒီမိုကရေစီအရာအလုံးကြီးနိုင်တိုင်ပြီးတော့ဆုံးဖြတ်ပါတူတဲ့သဘောနဲ့ငါလုတ်ရှင်သလိုလုတ်ဆိုတော့ဘိုးမကြနဲ့ဒါစစ်တာမဟုတ်ဘူးကျေးဇူးတင်ပါတယ်အကေ